ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ Tottenham Hotspur တင်းဒီပြဒါ Thomas Frank တို့တကယ်ကိုခေါင်းစားစရာပွဲစဉ်တွေဒါဘယ်လိုပြောမလဲရှိနေတယ်ပေါ့လေဒီတစ်ပတ်က London Derby ဖြစ်သူတို့ Chelsea နဲ့ Stamford Bridge မှာတွားကန်ဒီသူတို့အိမ်ကွင်းပေါ့လေသူတို့ရဲ့အိမ်ကွင်း Tottenham ကွင်းမှာကန်ရမယ်ဒါပေမဲ့ Spurs အသေးမှာဒဏ်ရာပြဿနာတွေအများကြီးဖြစ်နေတယ် ဆိုတော့ယာဒီစတဲ့က James Madison အပါဝင် Dean Kolosowski နဲ့အဓိကကစားမှာအချို့ကာလရှိကြနားနေတဲ့အချိန်မှာ Spurs ကအိုက်ပွဲစဉ်အတွက်ကိုသူတို့အတွက်နောက်ထပ်တကယ့်ကိုအစိတ်ပြက်စရာပေါ့ပြီးခဲ့တဲ့ရပိုင်းက Archie Gray နှစ်လနားမယ်လို့ကလပ်ကကြေညာပြီးတဲ့အချိန်မှာအခုဘာဖြစ်နေလဲဆိုတော့သူတို့ရဲ့ဒါဒီအဓိကတိုက်စစ်ပိုင်းတဲ့ကဒါ Wilson Odebel ဆိုတဲ့ကစားမကဒါတန်ရာပြဿနာအချို့ရထားတယ် ရန်ဒန်ကိုလိုမဝါနီကလည်းကြံ့ခိုင်မှုမပြေဝပဲဖြစ်နေတဲ့အချိန်မှာချက်စီနဲ့ပွဲမှာစပက်စပါတော်တော်ကိုနိုင်ရာပြဿနာတွေရင်ဆိုင်နေရတယ်အခုအသင်းကောင်းဆောင်ခရစ်ယာန်ရူမဲရိုမပါဘူးနောက်တိုက်စစ်ဘူးကဆလန်ကီမပါဘူးသူကတော့ချက်ချင်းမှုဒဏ်ရာကိုအသေးစားကွဲစိတ်ကူတာထားတယ်ပြီးတော့မှခိုလိုဆော့စကီကဒုဒဏ်ရာရထားတဲ့အတွက်ကြောင့်သူကဇန်နဝါရီလတော့မှပြန်လာမှဖြစ်ပြီးတော့ James Madison ကယာတီစ pre-season tour မှာ ACL တန်းရတဲ့အတွက်သူလဲကာလရှည်ချာနားပြီးတော့ February match လောက်မှာသူပြန်လာဖို့ရှိတယ်။ဒါ Destiny Itoki ကပြန်ကောင်းခဲ့ပြီးမှပြန်ပြီးတန်းရပြန်ရနေတယ်။ဒီနေရာအတွက်တော့ Jasper ကတောက်လျှောက်ကစားနေတာဖြစ်ပြီးတော့ now dragusin ဆိုရင်လည်း ACL တန်းရတယ်။မနစ်ကရုံးကန်နေရတဲ့ Spurs အသင်းမှာသူကစားနေခြင်းသူလဲ ACL တန်းရဖြစ်သွားလို့ ဒါကူရှင်ကလည်းဒါအခုလက်ရှိ Spurs ကကာလာရှိချသူ့ကိုလွဲချော်ထားသူဖြစ်ပြီးတော့ဒါ Ibsuma ဆိုရင်တရားဒီလုံးလုံးဝကစားနိုင်ခြင်းမရှိသေးဘဲအပြင် Bandy Bis နဲ့တော်တော်များများထန်ရနေတယ်။အဲ့ထက်မှမှအခုနောက်ဆုံး Odebe ရောဒါ Slan ဒီဟို Colomwani ရောထန်ရတယ်။ Spurs ကလူကမရှိဘူးမို့ရှိတယ်။သူလည်းတော်တော်လေးတော့တောင်းတဲ့ squad ကိုပိုင်ဆိုင်ထားတယ်။အခုလောလောဆယ်တိုက်စစ်က Brandon Jose ရဲ့ Richarlison ရဲ့ဒီတစ်ဖက်က ဘယ်လိုပြောမလဲစာတို့ပါတို့ဒီ sorry ဂျာဗီစီမွန်တို့ဒီတခြားကစားမအချို့ပေါ့လေဒီကစားမတွေမတ်တီတဲတို့ပါလို့တော့ရှိတယ်တိုက်စစ်ပိုင်းကဒါပေမဲ့ဒီလောက်တန်ရရတာအခုတပြည့်ဆန်တပတ်မှာမစ်ကီဗန်တဘန်ပဲရှိပြီးတော့ရိုမေရိုတန်ရရတာကစပါတိုတိုတိုင်ပတ်နေတာဘာလို့ဆိုဒန်ဆိုနဲ့ကအလုံးမဖြစ်ဘူးဗျာဒါဆိုနဲ့အလုံးဖြစ်ဘူးညာဘက်ချက်ကဖတ်ထူပူကတော်တော်လေး healthy ဖြစ်တယ်အဲ့ဘက်ဘက်ချက်မှာ destiny utoki ကတော်တော်ကို injury ဖြစ်တာဆိုတော့အဲ့ utoki ညာမှာ jespan ကတောက်လျှောက်ကစားတော့အရင်ပြဿနာမရှိဘူးမဲ့သူ့ရဲ့ buff form မှာအကောင်းဆုံးဖြစ်တဲ့အသင်းကောင်းဆောင် ရိုမဲရိုမပါတာကစပါအတွက်တော်တော်အာရုံနောက်စရာကိုသမားတော့ဗီကာရီယိုရှိပြီမဲ့သူကွင်းလေကဂျော့ဖလင်းညာရှိတယ်နောက်တစ်ဖက်ကဒီဘန်ထန်ကိုရှိတယ်သူကတခုပဲပေါ့လေစီမွန်ကိုဘယ်ထုတ်စာဟုတစ်ဆယ်ရိုးထားအဲ့လိုပုံစံမျိုးနဲ့ဖလင်းညာရဲ့စာရဲ့ဘန်ထန်ကိုရဲ့ထားတယ်ဆိုရင်တော့သူနည်းနည်းတော့ခံစစ်ပူကောင်းကောင်းပူကောင်းနိုင်တယ်ဒါပေမဲ့စပါ့စ်မှာဒါအခုနီးပြအတွက်တော်တော်လေးခေါင်းရှုပ်စရာဒီနေရာမှာ ဒီ Chelsea တဲမှာတော့ Lien Delac ကပွဲပယ်ခံထားရတယ်သူကိုယ်တိုင်ပြည်သက်တီကိုတောင်းပန်ပြီးတော့သူ့ရဲ့အပါအတွက်မဖြစ်သင့်တဲ့အဝါကပ်ဖြစ်ခဲ့တဲ့ပုံကို Chelsea ပြည်သက်တီနဲ့အသင်းပေါ်တွေကိုတောင်းပန်ခဲ့ကြောင်း Anzo Anzo Maresca ကအတည်ပြုထားတယ်ဒီနေရာမှာ Chelsea ဘက်ကအခု Kopa မှာတော့မပါနိုင်သေးဘူး Kopa မှာလည်းတပတ်ကျော်လောက်တော့ ြံသေးတယ်လို့ပြောထားပြီးတချို့ report တွေမှာ international break ပြီးမှသူပြန်ပါကောင်းပြန်ပါနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတက်တယ်။ချက်ချီကလည်းအခုသူတို့လည်းထိုင်ရပြဿနာတွေများတယ်။ဒါပေမဲ့သူတို့ကအခုနည်းနည်းလေးပြန်ကောင်းလာတဲ့အချက်က ဒံရတဲ့ကသားမတွေကပြန်ကောင်းလာပြီးတော့ရေရှည်တံရရတာဆိုလို့ကိုပါမတယောက်လောက်ပဲကြံတာဒါပေမဲ့ဒီလင်းဒီလက်ကဒီတစ်ပတ်မပါဘူးဆိုတော့သူကတော့ automatically ပွဲပယ်ပေါ့လေသူကသူနှစ်ဝါတနီကာလရှည်ချာနှစ်လကျော်သူတို့၃လလောက်နားပြီးတော့မှပထမဆုံးပွဲမှာသူနှစ်ဝါတနီထီလို့သူလည်းထောက်ခံထားရတယ်ဆိုတော့ဒံရပြဿနာကနှစ်သိန်းလုံးမှရှိတယ်အဲ့ပွဲက ီ Tottenham Hotspur ရဲ့အိမ်ကွင်းမှာဂံမယ် Spa တို့သူတို့အတွက်ခေါင်းစားစရာအခြေအနေမျိုးဖြစ်တဲ့အချိန်မှာ Chelsea ကလည်းအခုရလက်တီဆိုးတာကိုသူတို့အဆုံးသတ်ရမယ့်အခြေအနေမျိုးရှိတယ်။ဒီဘက်က Chelsea ကဒဏ်ရာပြဿနာအချို့ရှိသူ Sla က Spa ကတကယ်အရင်သွေးမြင့်ကစားမတွေအများကြီးကိုလွဲချော်တဲ့အခြေအနေကဒါတကယ်ကို London Derby အတွက်နှစ်သင်းလုံးနီးပြားတွေအတွက်စိတ်ပျက်စရာအခြေအနေရှိတယ်။တကယ်လို့နှစ်သင်းတွေကတသင်းအနိုင်ရမယ်လို့ရွေးချယ်မယ်ဆိုရင်ဘယ်သင်းကိုရွေးချယ်ချင်ကြလဲ။ ထော်နန်ဟော့စပါလာစပါကွင်းဆိုရောအိမ်ကွင်းဝေးကွင်းအများနဲ့ရလက်ကောင်းတဲ့ချယ်ဆီကိုပဲယူမလာဘလို့မြင်ကြလဲကိုမမဝေးရမှတ်ချက်ပြကြပါအားလုံးကြည့်ကြပါတယ်